ားလုံးပဲမင်္ဂလာပါတက္ကရိုတိုင်ယာရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel လေးကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းတွင်နားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာပေါ်မှာအကျော်ကြားဆုံးစာအုပ်တုပ်ဖြစ်တဲ့စာရေးသူရွန်တန်ဘာရဲ့ The Secret တို့ဝက်ချက်ဆိုတဲ့စာအုပ်လေးကိုအနှစ်ချုပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိကသတင်းစကားကဘာလဲဆိုတော့ဇွဲဆောင်မှုနေရာမှာ law of attraction ပဲဖြစ်ပါတယ်။ရိုးရှင်းပြောရရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကကျွန်တော်တို့ရဲ့ဘဝကိုဖန်တီးပေးနေတယ်လို့ဆိုရပါမယ်။ကျွန်တော်တို့တွေးနေတာတွေအာယုံဆိုင်နေတာတွေအားလုံးကိုတန်းလိုက်လို့ဆွဲဆောင်နေတယ်ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။ငွေကြေးကြွယ်ဝမှုချမ်းသာတဲ့စစ်ဆန်ရေးချမ်းသာတဲ့ဘဝဒီလိုကိုလိုချင်တဲ့အရာမှန်သမျှကိုကိုယ်စီအလိုလိုရောက်ရှိလာအောင်ဆွဲဆောင်လို့ရတယ်ဆိုရင်ဘလောက်ကောင်းလိုက်မလဲ။ The Secret စာအုပ်ကဒါကိုလုပ်ယူလို့အရာကြောင်းပြောပြထားပါတယ်။ ဒီစာအုပ်ဟာကဘာတော်ကတန်းနဲ့ချီတဲ့လူတွေရဲ့ဘဝကိုပြောင်းလဲပေးခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တကယ်ရောအလုပ်ဖြစ်ရလား။ဒါကိုဘယ်လိုမျိုးစနစ်တကျအသုံးချရမလဲ။ကျွန်တော်တို့လူသားတိုင်းဟာဘဝမှာအောင်မြင်ခြင်းကြတယ်။ပိုပြီးကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းကြတယ်။ The Secret ကအဲ့င့်ကိုတင်းဘဝရဲ့ foundation အစစ်မှဖြစ်လာစေမဲ့လမ်းပြမြေပုံကိုပေးဆွမ်းမှာပါ။သင်ပါကိုပဲအာယုံဆိုင်နေပါစေ။အဲ့ဒါကအဲ့င့်ရဲ့ဘဝတွေကိုပိုပြီးဝင်ရောက်လာပါလိမ့်မယ်။ အကယ်၍သင်က အကျွေးတွေစိုးရင်ပူပန်မှုတွေကိုအာယုံဆိုင်နေမယ်ဆိုရင်ပူပန်စရာအကျွေးကိစ္စတွေပဲထပ်မံဆွဲဆောင်နေမိမှာပါအကယ်၍သင်ကအကျမ်းမာပြီးပြောများတဲ့ဘဝကိုအာယုံဆိုင်နေမယ်ဆိုရင်အဲ့ဒီအရာတွေပဲသင်စီတဖြည်းဖြည်းရောက်လာပါလိမ့်မယ်ဒီအနှစ်ချုပ်ဗီဒီယိုလေးထဲမှာတော့ The Secret ရဲ့လူဝှက်ချက်တွေကိုအခန်းအခါခွဲပြီးအသေးစိတ်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်တဲ့အခန်းမှာတော့ဆွဲဆောင်မှုနေရာမရဲ့အခြေခံဖြစ်တဲ့အတွေ့ခန်းစားခြင်းနဲ့လှိုင်းတော်အကြောင်းကိုအသေးစိတ်လေ့လာကြရမှာဖြစ်ပါတယ် နံပါတ်2အခန်းမှာတော့ဖန်တီးမှုလုပ်ငန်းစဉ်30ဖြစ်တဲ့ ask တောင်းဆိုခြင်း believe ယုံကြည်ခြင်း receive လက်ခံခြင်းကိုဘယ်လိုအခြေအနေအသုံးချရမလဲဆိုတာကိုရှင်းပြပေးသွားပါမယ်။နံပါတ်3အခန်းမှာတော့ဆွဲဆောင်မှုအနေအထားမှာကိုအချိန်မြင့်ပေးမယ်။အစွမ်းထက်ကိရိယာများဖြစ်တဲ့စိတ်ကူးပုံပေါ်ခြင်း visualization နဲ့ကျေးဇူးတင်ခြင်း gratitude ရဲ့ဆောင်းအားတွေကိုဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်4အခန်းမှာတော့လူအများစုမှားတတ်ကြတဲ့ချွတ်တက်မှုစိတ်ဓာတ် luck mindset ကိုဘယ်လိုရှောင်ရှားရမလဲ။ လူချင်းသားကိုဘလို့အာယုံဆိုင်ရမလဲဆိုတာကိုလက်တွေ့ကြကြလေ့လာရမှာဖြစ်ပါတယ်။ဓမ္မငါအခန်းမှာတော့လှုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ဆောင်ချက် inspired action ဆိုတာဘာလဲ။ဘလို့အသုံးချပြီးအောင်မြင်မှုစီကိုရှောင်လိုက်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဒီခန်းငါးကပြီးသွားတဲ့အခါမှာတော့ဒီသင်ငါးစာတွေကိုနေ့စဉ်ဘဝမှာတကယ်ကိုအသုံးချနိုင်မယ်။လက်တွေ့ကြတဲ့နီလန်သုံးချက်ကိုလည်းအပိုဆောင်အကြံပြုချက်အနေနဲ့မျှဝေပေးသွားပါမယ်။ဒါကြောင့်မိတ်ဆွေရဲ့ဘဝကိုဒီနေ့ကစပြီးပြောင်းလဲဖြစ်ဖို့ဆရာထက်တန်နေတယ်ဆိုရင် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ကဲဒါဆိုရင်စက်ကြာဝလာကြီးရဲ့လှုပ်ဝှက်ချက်ကိုဖော်ထုတ်ပြီးမိတ်ဆွေရဲ့ဘဝအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ The Secret စာအုပ်ထဲကလှုပ်ဝှက်ချက်တွေကိုအတူတူဖော်ထုတ်လိုက်ကြရအောင်။အခန်းတက်ပထမဆုံးနဲ့အရေးကြီးဆုံးအယူဆကတော့ဆွဲဆောင်မှုနေရာမှာ The Law of Attraction ရဲ့အဓိကသဘောတရားပဲဖြစ်ပါတယ်။ဒီနေရာမှာကဘလို့အလုပ်လုပ်တယ်ဆိုရင်အရန်ရိုးရှင်းပါတယ်။သူကတူရတူရကိုဆွဲဆောင်တာဖြစ်ပါတယ်။သိပ္ပံပညာရဲ့အခြေခံနေရာမှာတွေကတစ်ခုဖြစ်တဲ့ နျူတန်ရဲ့ရွေလျားမှုနည်းရာမှာအလိုမျိုးပေါ့ဒါပေမဲ့ဒီနည်းရာမှာကရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုတွေအတွက်မဟုတ်ပဲကျွန်တော်တို့ရဲ့အတွေးတွေခန်းစားချက်တွေနဲ့စွမ်းအင်တွေအတွက်အလုပ်လုပ်ပါတယ် The Secret စာအုပ်ကပြောထားတာကတော့တင့်ရဲ့အတွေးတွေဟာတန်လိုက်ဖြစ်ပြီးတင့်ရဲ့ခန်းစားချက်တွေကအဲ့ဒီတန်လိုက်ရဲ့လှိုင်းနှုန်း frequency ကိုဆုံးဖြတ်ပေးတယ်လို့ဆိုပါတယ်ကျွန်တော်တို့ဟာနှစ်စလင်းနိုင်လုံးလုံးစစ်ကြောင်လာကိုလှိုင်းလုံးတွေပို့လွှင့်နေတဲ့လူသားရေဒီယိုလှင်းဆက်တွေလိုပါပဲတင်ပါကိုပဲတွေးနေပါစေခန်းစားနေပါစေ အဲ့ဒီလိုင်းတုံးကိုစစ်ကြဝဠာကလက်ခံရရှိပြီးအဲ့ဒီလိုင်းတုံးနဲ့ကိုက်ညီတဲ့အရာတွေကိုတင်ပွားတဲ့ကိုပြန်ပို့ပေးပါတယ်။ဥပမာမနေ့ပြန်အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိတယ်ဆိုပါစို့။သင်ကအဲ့ဒီအစည်းအဝေးကိုစိုးရင်ပူပန်နေတယ်။ငါအမလုံးမိမှလား။လူတွေကငါ့ကိုရဲကြမလားဆိုပြီးထက်ခါထက်ခါစိတ်ပူနေမယ်။အဲ့ဒီခါမှာသင်ပို့လွက်နေတဲ့လိုင်းတုံးကစိတ်ပူပန်မှုနဲ့မလို့ခြင်းဒါကိုအာယုံဆိုင်မှုဆိုတဲ့လိုင်းတုံးပဲဖြစ်ပါတယ်။ဒါဆိုရင်သင်ဘာဖြစ်လာနိုင်လဲ။သင်စိတ်ပူပန်မှုနဲ့ကိုက်ညီတဲ့အဖြစ်အပျက်တွေ။ ဥပမာအစည်းအဝေးနောက်ကြတာမျိုးဒါမှမဟုတ်တင့်အစီအစဉ်နဲ့ပတ်သက်ပြီးဝေဖန်ခံရတာမျိုးတွေရင်ဆိုင်ရနိုင်ချေပုံများလာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အတင်ကြောက်ရွံ့တာကိုပဲဆွဲဆောင်နေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးပဲတင်ကအစည်းအဝေးမတိုင်ခင်ဒီအစည်းအဝေးကအောင်မြင်မယ်။ငါရဲ့အကြံညာတွေကလူတိုင်းကိုစိတ်လှုပ်ရှားစေလိမ့်မယ်ဆိုတဲ့အတွေ့အမျိုးနဲ့ခံစားချက်ကိုယုံကြည်မှုနဲ့ပျော်ရွှင်မှုအတိုင်းလုံးစီပြောင်းလိုက်မယ်ဆိုရင်ဘာဖြစ်မလဲ။အဲ့ဒီအခါမှာအတင်ဟာအဲ့ဒီအကောင်းမြင်စိတ်နဲ့ကိုက်ညီတဲ့အဖြစ်အပျက်တွေကိုစတင်ဆွဲဆောင်လာပါလိမ့်မယ်။ အစည်းအဝေးကိုအချိန်ပြင်ရောက်မယ်။တင့်ရဲ့တင်ဆက်မှုကချောမွေ့မယ်။ဒါမှမဟုတ်မထင်မှတ်ထားတဲ့လူတစ်ယောက်ကတင့်ကိုထောက်ခံပေးတာမျိုးဖြစ်လာနိုင်ပါတယ်။ဒါကအမောပညာမဟုတ်ပါဘူး။ဒါဟာစွိုင်းအင်နီယာမှ energy law ပဲဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကိုထပ်ပြောပါမယ်။ The secret ကတင့်ကိုအပြူသဘောဆောင်တဲ့အတွေ့အကြုံကြီးပဲတစ်ချိန်လုံးတွေးနေပါလို့မပြောပါဘူး။ဒါကမဖြစ်နိုင်ပါဘူး။လူတိုင်းမှာစိုးရင်ပူပါနဲ့အခိုက်အတန့်တွေရှိနိုင်ပါတယ်။ဒါပေမဲ့အဓိကကတော့တင့်ရဲ့အတွေ့အကြုံတွေအားလုံးရဲ့51ရာခိုင်နှုန်းကို တင်လိုခြင်းတဲ့အရာတွေပေါ်မှာအာယုံစိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။တင်ပါပဲတွေးတွေးအဲ့ဒီအတွေးတွေကတင်းရဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတယ်။ခံစားချက်ကပိုပြီးစွမ်းရည်ကြီးတဲ့လှိုင်းနှုံးကိုပို့လွှတ်တယ်။ပြီးတော့အဲ့ဒီလှိုင်းနှုံးနဲ့တူညီတဲ့အရာတွေကတင်းဘဝစီပြန်ရောက်လာစေတယ်ဆိုတာကိုနားလည်ထားဖို့ပဲလိုပါတယ်။တင်ဟာကိုယ့်ဘဝရဲ့လှိုင်းနှုံးကိုထိန်းချုပ်တဲ့မာစတာဖြစ်တယ်ဆိုတာကိုအမြဲတမ်းရပါဒီနေ့ရမှကိုနားလည်ထားခြင်းဖြင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့ဘဝကိုမတော်တဆဖြစ်လာတဲ့အရာတွေဖြစ်မထားတော့ပဲရွေးချစ်ရှိရှိဖန်တီးလို့ရနိုင်ပါတယ် ဒါဆိုရင်ကျွန်တော်တို့လိုချင်တာကိုဘယ်လိုမျိုးတောင်းဆိုရမလဲဘယ်လိုမျိုးယုံကြည်ရမလဲဘယ်လိုလက်ခံရယူရမလဲဆိုတဲ့ဖန်တီးမှုလုံငါချင်း၃၀ကိုလေ့လာကြည့်ဖို့အချိန်ရောက်လာပါပြီနောက်တစ်ခါမှာတော့လိုချင်တာကိုဘယ်လိုတိတိကျကျတောင်းဆိုမလဲပြီးတော့လက်ခံရရှိပြီးသားလို့ဘယ်လိုယုံကြည်နေထိုင်မလဲဆိုတာကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခန်းနှစ်ဖန်တီးမှုလုံငါချင်း၃၀ပထမအခန်းမှာကျွန်တော်တို့ဟာအတွေးကလှိုင်းနှုံးကိုပိုးလွတ်နေတယ်ဆိုတာကိုသိခဲ့ပြီးပါပြီ ဒါဆိုရင်အခုကိုလိုချင်းတဲ့အရာတွေကိုဘယ်လိုမျိုးတိတိကျကျဖန်တီးယူမလဲ The Secret ကလီလိုဖန်တီးမှုလုပ်ငန်းစဉ်ကို၃ဆင့်နဲ့အရှင်းပြထားပါတယ်အဲ့ဒါတွေကတော့ Ask တောင်းဆိုခြင်း Belief ယုံကြည်ခြင်းနဲ့ Receive လက်ခံခြင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးအဆင့်ကတော့တောင်းဆိုခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာလူတော်တော်များများမှားယွင်းတတ်ကြပါတယ်စကြဝဠာကိုတောင်းဆိုတဲ့အခါအလွန်ရှင်းလင်းပြတ်သားပြီးတိကျဖို့လိုပါတယ်တင်လိုချင်တာကိုမသိရင်စစ်ကြဝလာကလည်းတင့်စီဘာကိုပူပေးရမှာသိမှာမဟုတ်ပါဘူ ဥပမာငွေတွေပိုလိုချင်တယ်လို့တောင်းဆိုတာမရှင်းလဲမှာဘူး။ပိုရှင်းတဲ့တောင်းဆိုမှုကတော့ဒီနှစ်ကုံမှာငါဟာအပေါ်ဝင်ငွေအနေနဲ့သိန်းတရာရရှိနေပါပြီ။အဲ့လိုအတိတ်ကဖြစ်ရလို့ဒါမှမဟုတ်လက်ရှိဖြစ်နေတယ်လို့မျိုးရေးချခြင်းဒါမှမဟုတ်ပြောစေခြင်းမျိုးဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကသင်ပါကိုမလိုချင်ဘူးဆိုတာကိုမတောင်းဆိုပါနဲ့။ဥပမာငါအကျွေးတွေပျောက်ကဲပါစေလို့မပြောပဲငါရဲ့ငွေကြေးအခြေအနေကအရင်လွတ်လပ်ပြီးပေါ်ကျွယ်ဝနေပြီလို့ပြောပါ။ စက်ကြဝဠာကအကျွေးဆိုတဲ့သကလုံးကိုပဲအာယုံဆိုင်သွားမှာပါ။ဒါကြောင့်တင်လိုခြင်းနဲ့နောက်ဆုံးရလတ်ကိုသာအာယုံဆိုင်ပြီးတောင်းဆိုပါ။ဒါဟာကိုလိုခြင်းတာကိုရှင်းရှင်းလင်းလင်းမှားကြလိုက်တာပဲဖြစ်ပါတယ်။ဒုတိယအဆင့်ကတော့ believe ယုံကြည်ခြင်းဖြစ်ပါတယ်။ဒီအဆင့်ကအရေးကြီးဆုံးနဲ့အခက်အခဲဆုံးလည်းဖြစ်ပါတယ်။တင်တောင်းဆိုလိုက်တဲ့အရာကိုရရှိပြီးပြီလို့ယုံကြည်ရပါမယ်။စိတ်ကူးကြည့်ပါ။တင်ကအိမ်တစ်သလုံးလိုခြင်းနဲ့ဆိုပါစို့ ိမ်သက်မရသေးလို့စိတ်ပူပန်နေမယ်အစားအခုပဲရရှိပြီးသားလူတစ်ယောက်လိုစတင်နေတိုင်းမှာအဲ့ဒီအိမ်သက်ရဲ့ဆိုဖာပေါ်မှာနေထိုင်ရတဲ့ခန်းစားချက်ကိုခန်းစားပါအဲ့ဒီအိမ်ကမိဖို့ကြောင့်မှကော်ဖီဖြော်တောင်းနေတဲ့ပုံစံမျိုးကိုမြင်အောင်ကြည့်ပါယုံကြည်ခြင်းဆိုတာကစိတ်ခန်းစားမှုလှိုင်းတော့ frequency ကိုထိုအရာနဲ့ကိုက်ညီအောင်ပြောင်းလဲပြစ်တာပဲဖြစ်ပါတယ်။သင်ကငါ့မှာငွေမရှိသေးဘူး။ဒါပေမဲ့ငါရလိမ့်မယ်လို့မျှော်လင့်နေ။အဲ့လိုပြောနေရင်သင်ပို့လွင့်နေတဲ့အလှိုင်းတော့ကချိုးတက်မှုပဲဖြစ်ပါတယ်။ ဒါပေမဲ့အတင်ကငါဟာလွတ်လပ်တဲ့ငွေကြေးစင်းစင်းမှုပိုင်ဆိုင်ထားသူတယောက်ဖြစ်တယ်။ငါပေါ်များတယ်။အဲ့လိုယုံကြည်တဲ့အခါတင့်ရဲ့စိတ်ကံစားမှုအလိုင်းတုံးဟာပေါ်ကြွယ်ဝမှုရဲ့အလိုင်းတုံးကိုရောက်ရှိသွားပါလိမ့်မယ်။ The Secret ကပြောထားတာကတင်တောင်းဆိုထားတာကဘယ်လိုရောက်ရှိလာမလဲ။ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟောင်းကိုစိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်။အဲ့ဒါကစစ်ကြောလာကစီစဉ်ပေးပါလိမ့်မယ်။တင့်အလုတ်က what ဘာလို့ခြင်းလဲဆိုတာကိုတောင်းဆိုပြီး feeling ဘယ်လိုခံစားရမလဲဆိုတာကိုခံစားဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ receipt ဆိုတဲ့လက်ခံခြင်းဖြစ်ပါတယ်။ဒီအဆင့်မှာတင်တောင်းဆိုထားတာကိုလက်ခံရယူဖို့အတွက် ကိုကိုကိုအဆင့်အသင့်ပြင်ထားရပါမယ်။တင်ယုံကြည်ပြီးခံစားနေတဲ့အရာကိုလက်တွေ့ဘဝထဲဝင်ရောက်လာအောင်ခွင့်ပြုပေးလိုက်ပါ။လက်ခံခြင်းဆိုတာပျော်ရွှင်မှုနဲ့ကျေးဇူးတင်ရှိတဲ့စိတ်ခံစားမှုကိုထိန်းထားတာပဲဖြစ်ပါတယ်။တင်တောင်းဆိုထားတာ ရောက်လာပြီဆိုတဲ့အသည့်နဲ့နေတိုင်းနှိုးထားပါ။ကိုလိုချင်တဲ့အရာနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားနေတဲ့ခံစားချက်ကိုမြင့်တင်ထားပါ။ဒီနေရာမှာအလွယ်ကူဆုံးလက်ခံခြင်းဥပမာလေးတစ်ခုရှိပါတယ် အွန်လိုင်းကနေပစ္စည်းတစ်ခုမှာယူလိုက်တယ်ဆိုရင်တင်ကဒီပစ္စည်းကိုတည်တည်ချာချာရွေးချယ်ပြီးငွေရှင်းလိုက်ပါတယ်။ပြီးရင်တင်ဆောင်စားနေတဲ့အချိန်မှာပစ္စည်းကရောက်ပါမလားဆိုပြီးလုံးဝစိုးရင်မနေပါဘူး။ဘာကြောင့်လဲ။တင်ပေးထားပြီးပြီးမှားထားပြီးပြီးဆိုတော့ရောက်လာမယ်လို့ယုံကြည်ထားပြီးသားမလို့ပါ။ဆွဲဆောင်မှုညမကလည်းဒီတဘောတရားတိုင်းပဲအလုပ်လုပ်ပါတယ်။တောင်းဆိုပြီးတာနဲ့ဆောင်စားခြင်းကိုစိုးရင်ပူပန်ခြင်းမပြုဘဲပျော်ရွှင်မှုနဲ့လက်ခံရယူခြင်းနဲ့သာအစားထိုးပါ။ တောင်းဆိုခြင်းယုံကြည်ခြင်းနဲ့လက်ခံရယူခြင်းဒီ၃၀ကိုနားလည်ပြီးတောင်းပါကျွန်တော်တို့ရဲ့အလိုင်းတော်ကိုအမြင့်ဆုံးကိုရအောင်ဘလို့မြင့်တင်ရမလဲဆိုတာကိုလေ့လာဖို့အချိန်ရောက်ပါပြီနောက်တစ်ခါမှာတော့ဖန်နှီးမှုလုပ်ငန်းစဉ်ကိုအချိန်မြင့်ပေးမယ်အစွမ်းထက်တဲ့ကိရိယာတွေဖြစ်တဲ့စိတ်ကူးပုံဖော်ခြင်း visualization နဲ့ကျေးဇူးတင်ခြင်း gratitude ရဲ့အရေးပါပုံကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခန်းတော့အစွမ်းထက်ကိရိယာများ အခန်းနှစ်မှာကျွန်တော်တို့ဟာဖန်တီးမှုလုံ90ရင်300ကိုလေးလာခဲ့ပြီးပါပြီဒီအစ်စ်နေအလုပ်ဖြစ်ဖို့အတွက်အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုလိုင်းတော့ frequency ကိုမြင်မအောင်ထားရှိဖို့ပဲဖြစ်ပါတယ်အခုပြောပြမယ့်နည်းလမ်းနှစ်ခုကတော့တင်းလုံးခြင်းနဲ့လိုင်းနှုံးစီကိုအများဆုံးရောက်ရှိစေမယ့်စိတ်ကူးပုံဖော်ခြင်း visualization နဲ့ကျေးဇူးတင်ခြင်း gratitude လိုပဲဖြစ်ပါတယ်နံပါတ်1စိတ်ကူးပုံဖော်ခြင်းပထမတစ်ချက်ကတော့စိတ်ကူးပုံဖော်ခြင်းဖြစ်ပါတယ် The Secret စာအုပ်ကပြောထားတာကစိတ်ကူးနဲ့လက်တွေ့ကြမှာကွာခြားမှုမရှိပါဘူးလို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်ကမြင်အောင်နေတဲ့အရာတွေနဲ့တကယ်ကြုံတွေ့နေရတဲ့အရာတွေကိုခွဲခြားသိမြင်နိုင်ခြင်းမရှိပါဘူး။ဒီတော့စိတ်ကူးပုံပေါ်ခြင်းဆိုတာကိုသင်လိုခြင်းနဲ့ပိုင်းနိုင်ကိုရရှိပြီးသားလူတစ်ယောက်လို့စိတ်ကူးထဲမှာတိတိကျကျပုံပေါ်လာပဲဖြစ်ပါတယ်။ဥပမာသင်ကကိုယ်ပိုင်စီးပွားရေးအောင်မြင်ခြင်းနဲ့ဆိုပါစို့။မြင်အောင်တဲ့အခါမှာရုံကန်းထဲမှာထိုင်နေတဲ့ပုံကိုမြင်ရုံနဲ့မပြီးသေးပါဘူး။ ကိုပိုင်ကုမ္ပဏီအောင်မြင်နေတဲ့အချိန်မှာတင့်ခန်းစားချက်ကိုပါထည့်သွင်းရပါမယ်။တင့်ပထမဆုံးဝင်ငွေရရှိတဲ့အခါဘယ်လိုဂုဏ်ယူပီတိဖြစ်နေမလဲ။တင့်ဝင်နှအနေနဲ့ဘယ်လိုပြောချင်းစာဆွေးနွေးနေမလဲ။တင့်ရဲ့ရုံးကားရဲ့စပွဲကဘယ်လိုအနာမျိုးရှိနေမလဲ။တင့်လက်ထက်မှာကင်ထားတဲ့အရာကဘယ်လိုမျိုးအထိတွေ့ပေးမလဲ။ဒီလိုအာယုံ၅ပါးကိုအသုံးပြုပြီးမြင်အောင်လေးလေးတင့်ရဲ့လှိုင်းနှောင်းကပုံမမြင်မပြီးပုံမတိကျလေးပဲဖြစ်ပါတယ်။ဖီရှင်ပုတ်တွေလောက်တာကလည်းမြင်အောင်ချင်းကိုအားကောင်းစေတဲ့နီလန်းကောင်းတစ်ခုဖြစ်ပါတယ်။ နေတိုင်းကိုယ့်ရဲ့အိမ်မက်တွေကိုမြင်တွေ့နေတဲ့အခါသင်ဟာမသိစိတ်ကနဲ့အဲ့ဒီလှိုင်းနှောင်းကိုပုံမှန်ပို့လွှင့်နေတာနဲ့အတူတူပဲဖြစ်ပါတယ်ဒုတိယအစမ်းထွက်ကိရိယာကတော့အကျေစုတင်ခြင်းဖြစ်ပါတယ်ရွန်တာဘားကအကျေစုတင်ခြင်းဟာသင်ရဲ့စိတ်ခံစားမှုလှိုင်းနှောင်းကိုချက်ချင်းအမြင့်ဆုံးမြင့်တင်ပေးနိုင်တဲ့နည်းလမ်းလို့ဖော်ပြထားပါတယ်စဉ်းစားကြည့်ပါတင်တစုံတစ်ယောက်ကိုကျေးဇူးတင်တဲ့အခါတင့်စိတ်ထဲမှာအပြစ်သဘောဆောင်တဲ့အတွေ့တွေတပြိုင်တည်းဝင်လာနိုင်ပါသလားမဝင်နိုင်ပါဘူးကျေးဇူးတင်ရှိမှုကတင့်ရဲ့စိတ်ကိုအကောင်းမြင်စိတ် positive energy ရဲ့လှိုင်းလုံးစီချက်ချင်းတွန်းပို့လိုက်ပါတယ်။ဆွဲဆောင်မှုနေရာမှာကဒီလိုအလုပ်လုပ်ပါတယ်။တင့်မှာရှိနေပြီးသားအရာတွေကိုကျေးဇူးတင်ပါတဲ့။တင်ကလက်ရှိဘဝမှာရှိနေတဲ့ကောင်းမွန်တဲ့အရာတွေဥပမာကျမ်းမာရေးမိသားစုအလုပ်အကင်ကိုကျေးဇူးတင်လေလေဆက်ကြဝလာကတင့်ကိုတူညီတဲ့ကောင်းမွန်တဲ့အရာတွေကိုထပ်မံပို့ပေးလေလေပဲဖြစ်ပါတယ်။ကျေးဇူးတင်ခြင်းကိုလက်တွေ့ကြကြအသုံးချဖို့အလွယ်ကူဆုံးနည်းလမ်းကတော့ကျေးဇူးတင်ကြောင်းမှတ်တမ်း gratitude journal ကိုရေးတာပဲဖြစ်ပါတယ်။ ဥပမာမနက်ခင်းတိုင်းသင်ကျေးဇူးတင်တဲ့အရာ၅ချက်ကိုခြားရေးပါဒါဟာအစ်စ်ရဲ့တနေ့ဒါစိတ်ခံစားမှုလိုင်းတုံးကိုအစောကြီးကတည်းကမြင်မာတဲ့အချိန်ထဲမှာယက်တည်စေမှာပါဒါမှမဟုတ်အဲ့ရဝင်ကန်ဒီမှာဒီနေ့အတွက်အကောင်းဆုံးဖြစ်ခဲ့တဲ့အရာ၃ခုကိုမှတ်သားပါဒီလိုလှုပ်ခြင်းအပြင်သင်အိတ်နေတဲ့အခါမှာတောင်မှသင်ရဲ့စိတ်ကအကောင်းမြင်တဲ့စွမ်းအင်တွေကိုပို့လွှတ်နေမှာဖြစ်ပြီးလိုချင်တဲ့အရာတွေကိုဆွဲဆောင်နေမှာပဲဖြစ်ပါတယ်ဒီတော့စိတ်ကူးပုံပေါ်ခြင်းနဲ့ကျေးဇူးတင်ခြင်းတို့ဟာ တင့်ရဲ့ဖန်နှီးမှုလုပ်ငန်းစဉ်ကိုမြုံနိုင်လောက်အောင်မြန်ဆန်စေတဲ့ကိရိယာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေမှားရွေးလျက်ရှိတဲ့အခြေတစ်ခုရှိပါတယ်။အဲ့ဒါကတော့မလိုချင်တာကိုအာယုံဆိုင်မိခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ချို့တဲ့တဲ့စိတ်ဓာတ်တွေဖြစ်တဲ့ဆွဲဆောင်မှုနေရာမှာကိုအာဟာတာဖြစ်စေတဲ့အတွေးခေါ်တွေကိုဘလို့ရှောင်ရှားရမလဲဆိုတာကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်းလေးချို့တက်မှုစိတ်ဓာတ် luck mindset ကိုရှောင်ရှားခြင်းချို့တက်မှုစိတ်ဓာတ်ဆိုတာဘာလဲ။ ချိုးတက်မှုစိတ်ဓာတ်ဆိုတာကငါမလုံလောက်ဘူးငါမှာပတ်စံနေနေတယ်ငါနေမကောင်းဘူးငါမှာအချိန်မရှိဘူးစတဲ့မရှိတာကိုဒါအာယုံဆိုင်တဲ့အတွေ့တွေပဲဖြစ်ပါတယ်ဆွဲဆောင်မှုနေရာမရဲ့အခြေခံကိုပြန်ကြည့်ရင်တင်အာယုံဆိုင်တဲ့အရာကိုတင်ဆွဲဆောင်တယ်လို့ဆိုထားပါတယ်ဒါကြောင့်တင်ကချိုးတက်တာကိုပဲအာယုံဆိုင်နေရင်တင်ဘဝထဲကိုပုံပုံများပြားတဲ့ချိုးတက်မှုတွေကိုပဲဆွဲဆောင်နေတာနဲ့အတူပါတယ် the secret ကဒီစိတ်ဓာတ်ကိုရှောင်ရှားဖို့အတွက်သင်မလိုချင်တဲ့အရာတွေပေါ်အာယုံဆောက်ခြင်းကိုရပ်တန့်ဖို့တိုက်တွန်းထားပါတယ် ကျွန်တော်တို့ရဲ့ဘဝနယ်ပယ်အသီးသီးမှာဘယ်လိုပြောင်းလဲပြည့်ရမလဲဆိုတာကိုကြည့်ကြရအောင်နံပါတ်1ငွေကြေးဆိုင်ရာချိုးတက်မှုစိတ်ဓာတ်ကိုပြောင်းလဲခြင်းငွေကြေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဟာအလွယ်တကူစိုးရင်ပူပန်တတ်ကြပါတယ်ပက်ဆံအိတ်ထဲကပက်ဆံကုန်သွားတဲ့အခါဒါမှမဟုတ်ဘေးဆောင်ရတဲ့အခါပက်ဆံနဲ့သွားပြီလို့တွေးလိုက်တာဟာချိုးတက်တဲ့စိတ်ဓာတ်ရဲ့အပြင်းထန်တဲ့လှိုင်းနှုံးပဲဖြစ်ပါတယ်အမားကတော့ဒီလဘလုံးမမလုံလိုက်ဘူးဘေးတွေဆောင်ရအောင်မယ်အင်္ဂလာကတွေပေးရအောင်မယ်အကျွေးတွေကပေးရအောင်ပါလို့တွေးခြင်းပဲဖြစ်ပါတယ် ဒီတွေးတွေကိုပြောင်းလဲဖို့လိုပါတယ်ပက်ဆံကိုကင်တွဲတဲ့အခါကျေးဇူးတင်ပါတယ်ဒီပက်ဆံကကျွန်တော်စီကိုအမြဲတမ်းပုံမှုများပြောစွာပြန်လဲစီးစင်းလာပါလိမ့်မယ်လို့တွေးပါဘေးဆောင်ရတာဟာစိတ်ပျက်စရာမဟုတ်ပါဘူးအဲ့ဒီအစားဒီငွေကြေးကိုပေးဆောင်နိုင်တဲ့အတွက်ငါရဲ့ကြွယ်ဝမှုကိုကျေးဇူးတင်ပါတယ်လို့တွေးပါအရေးကြီးဆုံးကလက်ရှိမရှိတာကိုမတွေးပဲငါလိုချင်တဲ့ကြွယ်ဝတဲ့ဘဝကိုရရှိပြီးပြီဆိုတဲ့ခံစားချက်ကိုစီစောက်ထားဖို့ပဲဖြစ်ပါတယ်ပက်ဆံကိုတုံးလိုက်တဲ့အခါစိတ်မကောင်းဖြစ်မယ်အစား ိုမိုများပြားတဲ့ငွေကြေးတွေပြန်ဝင်လာမှာကိုစိတ်လှုပ်ရှားစွာနဲ့ခံစားပါ။နံပါတ်1ကြားမရေးဆိုင်ရာချိုးတက်မှုစိတ်ဓာတ်ကိုပြောင်းလဲခြင်းကိုအနေငယ်မကြမ်းမာတာဒါမှမဟုတ်နာကျင်မှုခံစားရတဲ့အခါငါခန္ဓာကိုယ်ကမကောင်းတော့ဘူး။ဘာဒီယောဂါဖြစ်နေပြီလို့စိုးရင်ပူပန်တတ်ကြပါလေ။ကိုလက်မီမတာဖြစ်တိုင်းယောဂါအကြောင်းကိုပဲစဉ်းစားပြီးအဲ့ဒီအတွေ့ကိုပိုကြည့်အောင်လုပ်နေတတ်ကြပါလေ။အဲ့ဒီလိုကိုခံစားရတဲ့ဝေဒနာကိုအာယုံဆိုင်မဲ့စား ခန္ဓာကိုယ်ရဲ့ကောင်းမွန်တဲ့အစိတ်ပိုင်းတွေနဲ့ကြားမာတဲ့အခြေအနေကိုသာအာရုံစိုက်ပါဥပမာငါရဲ့မျက်လုံးကအလင်းရောင်ကိုမြင်နိုင်လို့ကျေးဇူးတင်ပါတယ်ငါခြေထောက်တွေကငါ့ကိုလူရအောင်ခေါ်သွားနိုင်လို့ကျေးဇူးတင်ပါတယ်အဲ့လိုကျေးဇူးတင်ခြင်းကိုအသုံးပြုပြီးကြားမာတဲ့အတိုင်းတော်ကိုထုံလွှတ်ပါနံပါတ်၃ဆက်ဆံရေးဆိုင်ရာချိုးတက်မှုစိတ်ဓာတ်ကို ပြောင်းလဲခြင်းအထူးကြံနေတဲ့အခါဒါမှမဟုတ်အစင်မပြေတဲ့ဆက်ဆံရေးတွေနဲ့ကြုံရတဲ့အခါငါ့မှာဘယ်သူမှမရှိဘူးငါ့ကိုဘယ်သူမှ နားမလဲဘူးလို့တွေးတတ်ကြပါတယ် ။အတိတ်ကအစဉ်မပြေတဲ့စစ်ဆန်ရေးအကြောင်းကိုထပ်ကထပ်ကစဉ်းစားပြီးအဲ့ဒီလိုတွေ့ကြုံမျိုးကိုပဲထပ်ပြီးဆွဲဆောင်နေတတ်ကြပါတယ်။အဲ့ဒီလိုမကောင်းတဲ့အရာတွေကိုအာရုံစိုက်မဲ့စားတင်လိုခြင်းနဲ့ပြည့်စုံတဲ့စစ်ဆန်ရေးကိုစိတ်ထဲမှာပုံဖော်ပါ။သင်ဟာချစ်ချင်းမြတ်တာကိုအပြည့်ဝပေးတဲ့သူတစ်ယောက်လိုခံစားပါ။လက်ရှိမှာတင်းပွားထဲမှာရှိနေတဲ့ကောင်းမွန်တဲ့စစ်ဆန်ရေးမိသားစုတငယ်ချင်းတွေကိုကျေးဇူးတင်ပါချို့တဲ့တဲ့အတွေးတွေပေါ်လာရင်မပါလို့မလဲ ဒက်စီကရက်ကအစိုးရင်ပူပန်မှုဒါမှမဟုတ်ချို့တဲ့တဲ့အတွေ့တခုခုပေါ်လာတဲ့အခါချက်ချင်းပြောင်းလဲပြက်ဖို့အကြံပေးထားပါတယ်ဒီလိုပေါ်လာရင်အရင်ဆုံးအတိမှတ်ပြုလိုက်ပါโอเคငါအခုမလိုချင်တဲ့အရာတခုကိုစဉ်းစားမိနေပြီလို့ကိုကိုကိုသတိပေးလိုက်ပါယေຊုတင်စရာတခုခုကိုစတင်စဉ်းစားလိုက်ပါချက်ချင်းဆိုသလိုပြောချင်တဲ့တခြင်းဖွင့်လိုက်တာဒါမှမဟုတ်ကိုချစ်ရတဲ့ဒုတိယအကြောင်းကိုတွေးလိုက်တာမျိုးလုပ်ပါအစိုးမြင်တဲ့အတွေ့တွေကိုလိုချင်တဲ့အပြုသဘောဆောင်တဲ့အတွေ့တွေနဲ့ချက်ချင်းအစားထိုးပါ ဥပမာအကျွေးတွေဘယ်လိုဆက်ရမလဲဆိုတဲ့အစားငါစီကိုအမြဲတမ်းငွေကြေးတွေစီးစင်းဝင်ရောက်နေတယ်လို့ပြောင်းလဲတွေးလိုက်ပါဒီတော့ချိုးတဲ့တဲ့စိတ်ဓာတ်ကိုရှောင်ရှားတာဆိုတာငါမှာအလုံးလုံးလောက်ပြီဆိုတဲ့ခံစားချက်ကိုအမြဲတမ်းထိန်းသားခြင်းပဲဖြစ်ပါတယ်ဒီလိုဆိုရင်တင့်ရဲ့လှိုင်းတော့ကအကျွေးဝမှုကိုဆွဲဆောင်နေပါလိမ့်မယ်နောက်ဆုံးဖြစ်တဲ့အခန်းကားမှာတော့ကျွန်တော်တို့ရဲ့ဆန္ဒတွေပြည့်ပလာဖို့အတွက်ကျွန်တော်တို့ဘာတွေလုံဆောင်ရမလဲဆိုတဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာတဲ့လုံဆောင်ချက် inspire action အကြောင်းကိုဆက်လက်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် အခန်းကလုံဆောင်မှုကြောင့်ဖြစ်ပေါ်သောလှုပ်ဆောင်ချက် inspire action တချို့လူတွေကဆွဲဆောင်မှုနေရာမှာကိုဘာမှမလုပ်ဘဲထိုင်ဆောင်နေုံပဲလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဒါကလုံးဝမှားရင်းတဲ့အယူအဆပါတင်လို့ခြင်းတဲ့အရာကိုရရှိဖို့အတွက်လုံဆောင်ချက်အရှင်ကအမြဲတမ်းလိုအပ်ပါတယ်သို့တော်လည်းဒီလုံဆောင်ချက်ဟာအတင်းအကျကြိုးစားအားထုတ်မှုနဲ့မတူဘဲအတွင်းစိတ်ရဲ့လှုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် inspire action ဆိုတာတင်အတွင်းစိတ်ကနေရုပ်တရက်ပေါ်လာတဲ့စိတ်ကူးဒါမှမဟုတ်လှုပ်ချိန်စိတ်တစ်ခုဖြစ်ပါတယ် ဒါကိုလှုပ်ဆောင်မှုအတွက်အသင့်မှာပျော်ရှင်မှုစိတ်လှုပ်ရှားမှုနဲ့ပေါ်ပါမှုတွေခံစားရပါတယ်။ရက်လက်ကလည်းအလွယ်တကူအဆင်ပြေပြေဖြစ်လာတတ်ပါတယ်။စစ်ကြောလာကအသင့်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမဲ့လူနေရာအခြေအနေတွေကိုတင့်စီကိုပို့ပေးတဲ့အခါသင်ဟာအဲ့ဒီလိုလှုပ်ဆော်ခံရတဲ့လှုပ်ဆောင်ချက်အတိုင်းလက်လန်းမီပြီးဆွဲယူဖို့လိုအပ်ပါတယ်။ဥပမာသင်ကအလုပ်အသစ်တစ်ခုလိုချင်ပြီးစိတ်ကူးပုံဖော်မှုတွေကျေးဇူးတင်ခြင်းတွေနေ့စဉ်လုပ်နေတယ်။ဒီနေ့မှာရုတ်တရက်လူမှုကွန်ရက်ပေါ်ကတငယ်ချင်းဟောင်းတစ်ယောက်ကိုဖုံးဆက်ခြင်းစိတ်ပေါ်လာတယ်။ ဟုတ်စေစကားပြောကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ကုမ္ပဏီမှာတင်းအတွက်နေရာကောင်းတစ်ခုရှိနေတယ်ဆိုတာသိလိုက်ရတာမျိုးဖြစ်ပါတယ်။တင်းကဖုံးစစ်ခြင်းစိတ်ပေါ်လာလို့ဆက်လိုက်တာက inspire action ဖြစ်ပါတယ်။နောက်ဥပမာတစ်ခုကတော့တင်းကလက်ရှိအခြေအနေထက်ပိုကောင်းတဲ့ငွေကြေးကြေဝါမှုကိုလိုချင်တယ်လို့တေချာတိကျစွာစိတ်ကူးရင်ပြီးစက်ကြဝဠာကိုဆွဲဆောင်လိုက်တယ်ဆိုပါစို့။ရင်းနဲ့ငယ်ကြမှာပုံမှန်ဆိုတင်းဖတ်နေကြမဟုတ်တဲ့စာအုပ်ဆိုင်ရဲ့အဆိုင်ပေါ်တစ်ခုကိုရုတ်တရက်သတိပြုမှုပြီးစိတ်ထက်ကတစုံတရာကဝင်းကြီးကိုတိုက်တွန်းနေတာမျိုးခံစားရပါလိမ့်မယ်။ မထက်ကိုဝင်ကြည့်တဲ့အခါစာအုပ်တွေအများကြီးတဲကမှတင်တကယ်လိုအပ်နေတဲ့အရင်းနှီးမြုပ်နှံမှုဆိုင်ရာစာအုပ်ကောင်းတို့ကိုရေးမိပြီးဖတ်ဖြစ်သွားပါလိမ့်မယ်။ဒီလိုမျိုးစိတ်ကူးတစ်ခုပေါ်လာလို့ပဲဖြစ်ဖြစ်ရုပ်တရက်စာအုပ်တို့ကိုတွေးလိုက်လို့ပဲဖြစ်ဖြစ်တင်လှုပ်ဆောင်လိုက်တဲ့ Inspire Action လေးတွေကနေစတင်ပြီးအဲ့ဒီစာအုပ်ထဲကအကြံညာအတိုင်းလှုပ်ဆောင်မိရာကနေတင်းဘဝကိုအောင်မြင်စေဖို့ပထမဆုံးရင်းနှီးမြုပ်နှံမှုတစ်ခုကိုစတင်လိုက်မိတာမျိုးဖြစ်ပါတယ်။ The Secret ကအဲ့င့ကိုနေ့စဉ်စိတ်တည်ငြိမ်အောင်နေပြီးအတွင်းစိတ်ရဲ့အတန်ကိုနားထောင်ဖို့အကြံပေးပါတယ်။ တနေ့တာအတွင်းမှာတင်းစိတ်ထဲကိုပေါ်လာတဲ့အယုတ်ရဲ့စိတ်ကူးလေးတွေကိုဂယုစိုက်ပါအဲ့ဒီစိတ်ကူးတွေကအများသောအားဖြင့်စစ်ကြဝဠာကပေးပို့တဲ့လမ်းညွန်ချက်တွေပဲဖြစ်ပါတယ်တင်းငယ်တဲ့ခြေလမ်းပဲဖြစ်ဖြစ်အဲ့ဒီ inspire action တွေကိုချက်ချင်းလှုပ်ဆောင်လိုက်ပါနောက်မှလှုပ်တော့မယ်လို့အချိန်ဆွဲနေရင်အဲ့ဒီလှိုင်းနှုံးနဲ့အခွင့်အလန်းတွေကပျောက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်ဆွဲဆောင်မှုနေရာမှာလှုပ်ဆောင်မှုကင်းမဲ့တဲ့ယုံကြည်ခြင်းမဟုတ်ပါဘူးဒါဟာလှုပ်ဆော်ခံရတဲ့လှုပ်ဆောင်ခြင်း inspire action နဲ့တွဲပြီးမှအလုပ်လုပ်တဲ့နေရာမှကြီးပဲဖြစ်ပါတယ် သင်ဟာတောင်းတခြင်း၊ယုံကြည်ခြင်း၊လက်ခံရယူခြင်းဒီ၃စဉ်ကိုကောင်းကောင်းလုပ်နိုင်ရင်စစ်ကြဝဠာကလိုအပ်တဲ့ inspire action တွေကိုသင်စီကိုပို့ပေးပါလိမ့်မယ်။သင်လုပ်ရမှာကတော့စိတ်ချယုံကြည်စွာနဲ့လိုက်နာဖို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ The Secret စာအုပ်ထဲကအဓိကအနှစ်ချုပ်၅ပိုင်းကိုလေ့လာခဲ့ကြပြီးဖြစ်ပါတယ်။နောက်ဆုံးအခန်းမှာတော့ဒီသင်္ကားစာတွေကိုနေ့စဉ်ဘဝမှာဘယ်လိုလက်တွေ့အသုံးချမလဲဆိုတဲ့အကြံပြုချက်ကောင်းနေနဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ချင်ပါတယ်။ The Secret စာအုပ်ထဲကအယူဆတွေအားလုံးကတကယ်အသုံးဝင်ပါတယ်။ ါပေမဲ့အရေးကြီးဆုံးကတော့နေတိုင်းမှန်မှန်ကန်ကန်အသုံးချဖို့ပဲဖြစ်ပါတယ်။အခုကျွန်တော်တို့လေ့လာခဲ့တဲ့သင်ခန်းစာတွေအားလုံးကိုစူးစီးပြီးသင်ရဲ့လှိုင်းနှုန်းကိုအမြဲတမ်းမြင်မားနေစေမယ့်လက်တွေ့ကျတဲ့အကြံပြုချက်၃ချက်ကိုပေးခြင်းပါတယ်။နံပါတ်၁အချက်စစ်ကြောလာကိုကျေးဇူးတင်ခြင်းဒီလေ့ကျင့်ခန်းကကျေးဇူးတင်ခြင်း gratitude နဲ့ယုံကြည်ခြင်း belief ကိုပေါင်းစပ်ထားတာပါ။ဘယ်လိုလုပ်ရမလဲဆိုတော့နေ့စဉ်မနေ့ခင်းဒါမှမဟုတ်ညအိပ်ရာဝန်ခံနေတိုင်း10မိနစ်ခန့်အချိန်ပေးပါ တင်လို့ချင်းနဲ့ပန်းနိုင်တခုဥပမာရီမန်းထားတဲ့ဝင်ငွေကိုရရှိပြီးလို့ခန်းစားပြီးတခုချင်းစီအတွက်ကျေးဇူးတင်စကားရွက်ဆိုပါဥပမာကိုလိုချင်းနဲ့ငွေပမာဏကိုသတ်မှတ်ပြီးကျေးဇူးတင်ပါတယ်ဆက်ကြပါလားကျွန်တော်မှာအခုဒေါ်လာတစ်သောင်းဝင်ငွေရှိနေလို့ပါဒါမှမဟုတ်ကျေးဇူးတင်ပါတယ်ဆက်ကြပါလားကျွန်တော်ရဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်အတွက်ပါဒီစကားလုံးလေးတွေကိုအာယုံဆိုင်ပြီးခန်းစားမှုအပြည့်နဲ့အနည်းဆုံး၁၀ချိန်ရွက်ဆိုပါဒီလိုလှုပ်ချင်းဟာတင့်ရဲ့လိုချင်းနဲ့လှိုင်းနှုံးကိုချင်းချင်းမြင့်တင်ပေးနိုင်ပါတယ် နံပါတ်2အကြံပြုချက်ကတော့တစ်နှစ်တာလုံးခန်းစားချက်တွေကိုထိန်းချုပ်ပါ။တင်တစ်နှစ်တာလုံးဘလို့ခန်းစားနေရလဲဆိုတာကအရေးကြီးဆုံးပါပဲ။တင်လိုချင်တဲ့အောင်မြင်မှုကိုရရှိပြီးသူတယောက်ဟာဘလို့ခန်းစားနေရမလဲဆိုတာကိုစဉ်းစားပါ။ဥပမာငွေကြီးကျယ်ဝခြင်းနဲ့ဆိုရင်တစ်ထည့်တယောက်ဟာအရာရာကိုစိုးရိမ်ပူပန်နေမှာလား။ဒါမှမဟုတ်စိတ်အေးလေအေးနဲ့ယုံကြည်မှုရှိရှိနေထိုင်မှာလား။ ။တစ်နှစ်တာလုံးမှာသင်္ဆိတ်ကချို့တဲ့တဲ့အတွေ့ဥပမာစိတ်ပူပန်မှုစိုးရိမ်မှုစီကိုရောက်သွားတိုင်းချက်ချင်းပြန်ဆွဲထုတ်ပြီးပျော်ရွှင်တဲ့လှိုင်းလုံးကိုရွေးချယ်ပါ။တခြင်းနားထောင်တာကောင်းတဲ့အရာတစ်ခုကိုမြင်အောင်လိုက်တာမျိုးနဲ့သင်္ဆိတ်ရဲ့ခံစားချက်ကိုမပြိုလဲအောင်ထိန်းထားပါ။သင်ကောင်းမွန်စွာခံစားနေရခြင်းက resi လက်ခံခြင်းအဆင့်ကိုလှုပ်ဆောင်နေခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။နံပါတ်3အကြံပြုချက်ကတော့ပတ်စံနဲ့အပြုသဘောဆောင်စွာဆက်ဆံပါ။ငွေကြေးကိုဆွဲဆောင်ရမှာဒီအချက်ကအလွန်ထိရောက်ပါတယ်။ဘေးဆောင်ရတဲ့အခါဒါမှမဟုတ်ပတ်စံသုံးတဲ့အခ စိတ်မကောင်းခြင်း၊နာကျင်ခြင်း၊ဆုံးရှုံးသွားခြင်းလို့ခံစားရမယ်စာကျေးဇူးတင်ခြင်းနဲ့အစားထိုးလိုက်ပါဘေးဆောင်တဲ့ကားဒီဘေးကိုဆောင်းနိုင်ဖို့ငါစီကိုငွေကြေးစည်းစဲမှုတွေရှိနေလို့ကျေးဇူးတင်ပါတယ်လို့တွေးပါငွေကိုပေးကမ်းတဲ့အခါမင်းကတခြားသူတွေကိုကောင်းကျိုးပေးဖို့ထွက်သွားပြီငါစီကိုအကျိုးမြတ်နဲ့အတူပုံမှန်များပြားစွာပြန်လာလိမ့်မယ်လို့စိတ်ထဲကရေရွတ်လိုက်ပါဒီနေ့လကငွေကြေးနဲ့ပတ်သက်တဲ့သင်ရဲ့အတွင်းစိတ်ခံစားချက်ကိုချိုးတက်မှုကနေကြွယ်ဝမှုစီကိုပြောင်းလဲပေးနိုင်ပါတယ် ရွန်တာဘားရဲ့ The Secret စာအုပ်ထဲကကျွန်တော်တို့မှတ်သားထားရမယ်အကြီးမားဆုံးသတင်းစကားကတော့တင်ဒီတင့်ဘဝရဲ့ဖန်တီးရှင်ဖြစ်တယ်ဆိုတာပါပဲ။တင်ကိုယ်တိုင်ကအတင့်ရဲ့အတွေ့တင့်ရဲ့ခံစားခြင်းနဲ့လှိုင်းနှုံတွေကိုထုံ့လွှတ်နေပြီးတင့်ဘဝမှာကြုံတွေ့နေရတဲ့အတွေ့အကြုံတိုင်းကိုတင်ကိုယ်တိုင်ကပဲဆွဲဆောင်နေတာပါ။ဒါဟာတင့်ရဲ့အကြီးမားဆုံးစွမ်းအားပဲဖြစ်ပါတယ်။အခုချိန်ကစပြီးတင်ဟာဒီနေ့ရမှာကြီးကိုသိရှိနားလည်သွားပါပြီ။ဒါဆိုရင်ဒီလိုဝဲချက်ကိုသိရုံနဲ့မပြီးသေးပါဘူး။လက်တွေ့ကျင့်သုံးနိုင်မှုလိုအပ်ပါတယ်။ ဒီနေ့ကစပြီးတင်လို့ခြင်းတဲ့အရာကိုရှင်းရှင်းလင်းလင်းတောင်းဆိုကြည့်ပါ။ရရှိပြီးပြီလို့ယုံကြည်ပါ။ပျော်ရွှင်တဲ့ခံစားချက်နဲ့လက်ခံကြည့်ပါ။တင့်ရဲ့စိတ်ကိုအောင်မြင်မှုနဲ့ကြွယ်ဝမှုစီကိုချိန်ညီပြီးတင်လို့ခြင်းတဲ့ဘဝကိုပုံပေါ်ကြည့်ဖို့ကျွန်တော်တို့ဒဂရုတိုင်ယာရီ channel လေးကနဲ့အားပေးတိုက်တွန်းခြင်းပါတယ်။ဒီအနှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ comment လေးပေးပြီးအားပေးခဲ့ကိုတောင်းဆိုခြင်းပါတယ်။ဒီလိုစားအုပ်နှစ်ချုပ်တွေနဲ့ကိုပိုင်းတိုးတက်ရေးဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျွန်တော်တို့ရဲ့ The Grow Diary YouTube Channel လေးကို Subscribe လုပ်ထားပြီး Notify ပဲနေရာလေးမှာ All ကိုနှိပ်ထားဖို့တမမေ့ပါနဲ့။ဒါမှနောက်ထပ် Video အသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်။နောက် Video များမှာပြန်လည်ဆုံတွေ့ကြပါမယ်။မိတ်ဆွေတို့အားလုံးဘဝမှာ အောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ။